online social media ထပ်ပေါ်မှာနာမည်ကြီးနေတဲ့ student target ကိုပိုင်ကြောင့်ညီကိုလေးယောက်ထဲကတယောက်ဖြစ်တဲ့ကိုဟန်လေးကိုဆရာဟန်မှာ HIV ရှိနေကြောင်းသတင်းတွေထွက်ပေါ်လာညီကိုလေးဦးလို့ရဲ့ရုံမာခဲ့မှုများကိုចောင်းသားဟောင်းတူဦးမှထပ်မံထုတ်ဖော်ခဲ့ super social media ပြည်သက်ကြီးများအားလုံးပဲမင်္ဂလာပါခင်ဗျာရန်ကုန်မြို့အင်းစိန်မြို့နယ်ထဲမှာဖွင့်လှစ်ထားခဲ့တဲ့ student target ကိုပိုင်ကြောင့်ကျောင်းဆရာတွေဖြစ်တဲ့ညီကိုလေးယောက်ရဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ တို့ရဲ့အကြောင်းကိုလာတက်ကြတဲ့ကျောင်းသူကျောင်းသားတွေကိုလိန်ပိုင်းဆိုင်ရာထိပါစော်ကားတာမျိုးတွေကိုခိုးယူခင်နေတဲ့ကပြုတ်လုလာခဲ့ကြတဲ့သတင်းတွေထွက်ပေါ်လာခဲ့ပြီးတော့ဒီတဲ့ဆိုတာကကျောင်းကကလေးတွေကိုတတလုံးစိတ်တရားတွေရတဲ့အထိရှက်ခွဲစော်ကားကြလိရှိခဲ့ကြောင်းနဲ့အရင်တုန်းက မပြောတာခဲ့ကြပေမဲ့ပြီးခဲ့တဲ့ရပိုင်အနေနဲ့မှာပဲလူမှုကွန်ရက်ဆိုရှယ်မီဒီယာထက်ကနေတဆင့်အဆိုပါကျောင်းမှာတက်ခဲ့တဲ့ကျောင်းသူကျောင်းသားဟောင်းမြောင်များစွာတို့ရဲ့ လိမ်ပိုင်းဆိုင်ရာစော်ကားခံခဲ့ရတဲ့ဖြစ်စဉ်တွေကိုအကျေတဝင့်ရေးသားဖော်ပြလာခဲ့ကြပြီးတော့အခုလိုမျိုးရေးသားဖော်ပြမှုတွေမှာလည်းចောင်းသူចောင်းသားဟောင်းများအနေနဲ့သူတို့ရဲ့တရားဝင် official account တွေကနေပြီးတော့ဒင်းဒင်းပေါ်ပေါ်နဲ့ရေးသားဖော်ပြထားခဲ့ကြတာလည်းဖြစ်ပါတယ်သူတို့ရဲ့ရုံမှမှုတွေအခုလိုမျိုး ပေါ်သွားခဲ့တဲ့ student target ចောင်းပိုင်ရှင်အဆိုပါညီကိုဆရာ၄ဦးအနေနဲ့ online social media ထပ်ပေါ်မှာတရားတစ်ပောင်းနဲ့ဆွဲဆိုမယ်ဆိုပြီးတော့လည်းပြန်လည်ချိန်ချောက်မှုတွေလည်းရှိခဲ့ကြောင်းကိုလည်းသိရတာပါ အဆိုပါ student target ရဲ့ဖြစ်စဉ်အစဆုံးကိုတော့ပြီးခဲ့တဲ့ရက်ပိုင်းကတင်ဆက်ထားတဲ့ဗီဒီယိုကိုအခုညာဘက်တောက်မှာပြပေးထားတဲ့ link ကနေတဆင့်ဝင်ကြည့်နိုင်ပါတယ်။အခုတစ်ခေါက်နောက်ဆက်တွဲသတင်းအနေနဲ့ကတော့အဆိုပါအကြောင်းစီရာ၄ဦးထဲမှာအသက်ငယ်ဆုံးဖြစ်တဲ့ကိုဟန်လေးခေါ်ဆရာဟန်ဆိုတဲ့သူရှိမှာ HIV ပိုးရှိနေတယ်ဆိုပြီးတော့သတင်းတွေကထပ်မံထွက်ပေါ်လာခဲ့တာလေဖြစ်တယ်လို့အခုကိစ္စနဲ့ပတ်သက်ပြီးတော့နိနာခဲ့သူကျောင်းသူကျောင်းသားများအတွက်လည်းအထူးကူးဆက်ရမယ့်အခြေအနေတစ်ခုဖြစ်နေကြောင်းကိုလည်းသိရတာပါအခုလိုမျိုးအဆိုပါကျောင်းရဲ့ ညီကို၄ယောက်ထဲကကိုဟန်လေးဆိုသူအနေနဲ့ HIV ပိုးကူးစက်ခံထားရတယ်ဆိုတဲ့အကြောင်းအရာကပြီးခဲ့တဲ့မတ်လ16ရက်နေ့ညနေပိုင်းအချိန်မှာပဲ online social media ထပ်ပေါ်ကအဆိုပါဖြစ်စဉ်နဲ့သတင်းကြော်တွေကိုအသေးစိတ်စုံစမ်းနေသူတွေထံကနေပြီးတော့သိရှိရပြီးတော့တခဏအတွင်းမှာပဲ online social media ထပ်ပေါ်မှာပြန့်နှံ့လို့လာခဲ့တာလည်းဖြစ်ပါလေကိုဟန်လေးခေါ်ဆရာဟန်လေးဟာဆိုလို့ရှိရင်တော့နှစ်ဖက်ခြုံတယောက်ဖြစ်ခဲ့ပြီးတော့ယောက်ျားတွေ့ရင်မိမအဖြစ်နဲ့နေပြီးတော့မိမတွေ့ရင်တော့ယောက်ျားဖြစ်သွားတဲ့လူစားမျိုးဖြစ်ကြ ကိစ္စနဲ့ပတ်သက်ပြီးတော့အနီးကနေခဲ့ကြဘူးသူတွေရဲ့ပြောဆိုမှုတွေအရဆိုလို့ရှိရင်တော့လူရှိသူရှိမှရန်အိန်ရီဆောင်တက်ပြီးတော့လူကွယ်ရာရောက်ပြီးဆိုရင်တော့အရန်တနာစိတ်ကြီးမားသူတယောက်ဖြစ်ကြောင်းကိုလည်းကျောင်းသူကျောင်းသားဟောင်းတွေရဲ့ခေါ်ပြချက်တွေအရသိရှိရပြီးသူအနေနဲ့2019ခုနှစ်လောက်ခတဲ့ကလိန်ဆက်ဆက်ရင်းနဲ့တဆင့် HIV ပိုးကိုကူးစက်ခံထားရတာဖြစ်ကြောင်းဒါပေမဲ့ပတ်စံရှိတော့တေချာကူးတမှုခံယူနိုင်တာကြောင့် ARD စေတောက်ချင်းနဲ့ ပိုးစစ်ချင်းများကိုပုံမှန်ပြုလုပ်လေးရှိနေကြောင်းနဲ့သူ့ကိုအရင်တုန်းကကုသပေးခဲ့တဲ့အမိမဖော်လို့တဲ့ဆရာဝန်တဦးအနေနဲ့လူနာမှတ်တမ်းများကိုထုတ်ဖော်မပြောရဘူးဆိုတဲ့ကျင့်ဝတ်ကကျွန်တော်တို့ဆရာဝန်တွေမှာရှိပါတယ်။ဒါပေမဲ့ဒီလိုမျိုးလူမဆန်အယုတ်တမာကောင်းတွေရဲ့လူတကာကိုရောဂါလိုက်ဖြတ်နေတာကိုတော့ကျွန်တော်အနေနဲ့တားဆီးမှဖြစ်ပါလိမ့်မယ်ဆိုပြီးတော့အဆိုပါဆရာဝန်တွေနဲ့တူတိထားတဲ့ယောဂမတန်တွေအရတော့သူကပိုးကိုထိန်းထားနိုင်ခဲ့တယ်။ယူကွဲယူလို့ခေါ်တဲ့ သူ့စီကနေသူတပားစီကို HIV ပိုမကူးဆက်နိုင်တော့တဲ့အခြေအနေအထိရောက် ARD စီကိုတောက်ထားနိုင်နေဒါပေမဲ့သူ့အနေနဲ့ ARD စီကိုလိုတလောက်မတောက်သုံးနိုင်ရင်ဖြစ်စေတောက်သုံးဖို့ပြက်ကွက်ခဲ့ရင်ဖြစ်စေသူ့ရဲ့ HIV ပိုးကသူများစီကိုကူးဆက်နိုင်နေဒီကနေနဲ့ပိုးကောင်ရေပြန်မြင့်လာတာပေါ့ဒါကြောင့်မို့လို့ဒီကောင်တွေကိုဒီလိုမျိုးရုံမှန်မှုတွေကိုနောက်ဘယ်တော့မှထပ်မလုံနိုင်အောင်အပြစ်ပေးရမယ်ဆိုပြီးတော့လေအဆိုပါဆရာဟန်လေးဆိုသူကို HIV ပိုးနဲ့ပတ်သက်ပြီးတော့ကုသပေးခဲ့ဘူးသူဆရာဝန်တဦးအနေနဲ့ လူမှုကွန်ရက်ဆိုရှယ်မီဒီယာထက်ဆာမင်းနာဘော်ကနေတဆင့်ရေးသားဖော်ပြလာကြတာလေးဖြစ်ပါတယ်။ဟုတ်ကဲ့ပါပရိသတ်ကြီးတို့အခုချိန်ဒီမှာဆိုလို့ရှိရင်တော့အဆိုပါ student target ဆိုတဲ့ညီကိုလေးဦးရဲ့လောက်ရက်တွေကများစွာထပ်မံပေါ်လာခဲ့ပြီးတော့ကျောင်းသားဟောင်းတွေရဲ့နင့်နာခဲ့တဲ့ကိစ္စရက်တွေဟာလေးတစားတစားဆိုလို့ပြောဆိုရေးသားမှုတွေကလည်းများပြားစွာရှိနေပြီးတော့အဆိုပါကျောင်းရဲ့လောက်ရက်တွေကမှမနေ့တနေ့ကထပ်မံပေါ်ပေါက်လာခဲ့တဲ့ကျောင်းသားတို့ဦးရဲ့ပြောဆိုထုတ်ဖော်မှုတွေရာဆိုလို့ရှိရင်တော့အဲကျောင်းနဲ့ပတ်သက်ပြီးတော့ ဆယ်တန်းနှစ်2015-2016ခုနှစ်မှာဘော်ဒါဆောင်နေခဲ့ပြီးအကြီးမားဆုံးထရမာရခဲ့တာပါပဲမင်းမင်းပြပြထားခဲ့တာက10နှစ်ရှိပြီဆိုပေမဲ့လည်း post တွေတော့ခြေပြားတွေပါအေးပြီးတော့အကုန်ပြန်တတိယသွားလို့တင်ပေးလိုက်တာပါဒီကြောင့်ကိုတီထောင်ထားတဲ့ညီကို၄ယောက်ပါတယောက်ချင်းအကြောင်းအသေးစိတ်ပြောပြပါမယ်နံပါတ်1အနေနဲ့ကတော့အကြီးဆုံးဆရာဇော်လင်းထက်ဆိုသူပါ ကျွန်တော်တို့ယောက်ျားတွေကိုလော်ဘလိုကြီးအောင်နေရအကြောင်းကိုကြီးစွေးဆိုတဲ့ဟာတွေကိုရောင်းဖို့ကြိုးစားပြီးတော့မိမတွေကိုဘလို့ဆက်ဆံရင်မိမတွေကအရန်ကြိုက်ကြောင်းနဲ့ဒုတိယက MLM လုပ်ငန်းကိုဆွဲတာပါ15နှစ်ရွယ်ចောင်းသားတွေကိုချမ်းသာစေမဲ့နီလန်းတွေလို့ဆိုတဲ့ MLM လုပ်ငန်းတွေမှာပုံမြင်တွေရှယ်ပြောပြီးတော့သူ့ရှိမှာရှယ်ယာဝင်ဖို့ပြောခဲ့တာပါဒုတိယကတော့ကိုချမ်းပါသူကတော့နှစ်ဖက်ချွန်ဖြစ်ဖို့များပါလေကျွန်တော်တို့ဘော်ဒါဆောင်မှာနေတော့ចောင်းဆောင်မှာအေးရတာကို ကိုချမ်းရဲ့တတိယမြောက်ဆရာကိုငင်းအေးကျော်ရဲ့ကအလဲကြအိပ်ပါတယ်ကိုချမ်းကသူ့အရင်ရီးသားတွေနဲ့ဘလို့နေခဲ့ကြောင်းကျောင်းဆောင်မှာနေတဲ့မိန်းကလေးတွေထဲမှာဘသူကသူ့ကိုအထာပေးပြီးတော့သူနဲ့နေခြင်းနေကြောင်းတွေကိုပါပြောဆိုခဲ့တာပါအဆောင်ကမိန်းကလေးတွေဝှက်ချန်ထွက်လာပြီးဆိုလို့ရှိရင်လည်းအဲ့ဒါကတကိုးကြီးအာသာဖြေတာရမ်းလို့လို့ဆိုပြီးတော့ပြောဆိုခဲ့တဲ့ပါဇက်စည်းကမ်းမရှိတဲ့ဆရာပါကိုချမ်းနေနဲ့ရပါတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကိုနှိတ်ခိုင်းပါတယ် အစပိုင်းကတော့ပုံမှန်ပါပဲနောက်ပိုင်းတွေမှာအပေါ်ပိုင်းတွေချွတ်ထားပြီးတော့စီလူးပြီးတော့ဟုတ်ပုတ်ဒီပုတ်တွေပုတ်ခိုင်းပါတယ်အဲဒီအချိန်မှာကျွန်တော်တို့အနေနဲ့ဒီကိစ္စတွေကိုလူးလဲခံစားခဲ့ရပါတယ်တတိယအနေနဲ့ကတော့ငင်းအီကျော်ဆိုသူပါဒီစီအကြောင်းပြောရင်တော့ငယ်ဆုံးဖြစ်တဲ့ကိုဟန်မင်းစော်အကြောင်းကိုလည်းထားခဲ့လို့မရပါဘူးငင်းအီကျော်နဲ့ဟန်မင်းစော်တို့အနေနဲ့ကျောင်းသားတွေကတယောက်ကိုသူတို့ကြိုက်လို့ရှိရင်ညီကိုနှစ်ယောက်မှာတယောက်ကစတူရယ်ကိစ္စတွေလုံးချင်လာပြီဆိုလို့ရှိရင်တော့နောက်တစ်ယောက်ကအဲ့ဒီလူကိုနောက်ဆုတ်ပေးလိုက်ပါတယ်ငင်းအီကျော်ရှိမှ စိတ်ပိုင်းဆိုင်ရာစော်ကားမှုတွေအဖြစ်ကျွန်တော်အနေနဲ့ရွေးချယ်ခံခဲ့ရတာပါထို့နည်းတူကျွန်တော်နဲ့ DTC မှပြောင်းလာတဲ့တငယ်ချင်းကိုလည်းစိတ်ပိုင်းဆိုင်ရာစော်ကားမှုတွေလောက်ခဲ့ပါတယ်နင်တို့ DTC ဟာတွေကဘာတွေဘယ်လောက်ထိတောင်တော်နေလို့ဘာတို့အခုလိုမျိုးပြောတဲ့စကားတို့သူ့ကိုစောက်ထင်မကြည့်နဲ့နင်ဘာကောင်မှမဟုတ်ဘူးလို့စားတဲ့စကားတွေကိုတုံပြီးတော့တခြားចောင်းသားတွေမုံမဲ့စကားတွေနဲ့ကျွန်တော်တို့ကိုရန်တိုက်ပေးခဲ့ပါတယ်အဆိုးဆုံးကတော့ကျွန်တော်နဲ့အတူ TDC ကနေပြောင်းလာတဲ့ အိတ်ခမ်းတူနေတငယ်ချင်းကို WY ချတယ်လို့စေးသုံးတယ်လို့ပြောပြီးတော့ចောင်းသားတွေရဲ့ရှေ့မှာစေးသမားပုံစံဖြစ်အောင်ပြောခဲ့တာပါចောင်းသားတချို့မမုံမောင်းအောင်ရှောင်ဖဲရွှန်းရှောက်အောင်စာသင်ခန်းထဲမှာနေတိုင်းနှီးပါပြောပြီးတော့အပြစ်ရှာရိုက်ခံခဲ့ရပါတယ်ကျွန်တော်တို့ဘော်ဒါမှာပတ်စံပေးထားတဲ့အခန်းနေရာကစေးချတယ်လို့မဟုတ်ဒုက္ခတွေဆွဆွဲပြီးတော့မိဖို့ကြောင့်အနက်ဟောင်ဟောင်မှာကိုပြစ်ပေါ်အိယာနဲ့တနစ်ပတ်လုံးအိတ်ခေရပါသေးတယ်။နောက်ဆုံးမှာတငယ်ချင်းကဘော်ဒါကနေပြီးတော့ထွက်သွားခဲ့တာပါ။ အစကအတိုင်းမင်ပေါ်ရပေမဲ့လည်းတငယ်ချင်းမရှိတော့တဲ့နောက်ပိုင်းမှာလေပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကကျွန်တော်အပေါ်မှာစလာခဲ့တာပါနောက်ဆုံးတစ်ယောက်ဖြစ်တဲ့ဆရာဟန်မင်းစောကိုဟန်လေးအနေနဲ့လေပိုင်းဆိုင်ရာစော်ကားမှုတွေကိုထဲထဲဝင်ဝင်အပြင်းထန်ကျူးလွန်သူတူဦးလည်းဖြစ်ကြအဲဆရာနဲ့အရင်နှီးဆုံးနေခဲ့တာပါနောက်ပိုင်းကိုစိတ်အငဲရာတွေကိုအခွင့်ကောင်းယူပြီးတော့တနေ့မှသူ့အမေမရှိတော့သူ့အမေရဲ့အိတ်ခမ်းလေးကိုခေါ်ဆူမလို့လို့နဲ့ဒေါသကြီးနဲ့ចောင်းသားတွေရှိကနေပြီးတော့ခေါ်ထုတ်သွားခဲ့ပါလေအခန်းထဲရောက်ချင်းမှာတကားကိုချက်ချပြီးတော့ သူ့ရဲ့ခန္ဓာကိုပေါင်100လောက်နဲ့15နှစ်သားကျွန်တော်ကိုလက်တွေချုပ်ထားပြီးတော့လိန်ပိုင်းဆိုင်ရာစော်ကားမှုတွေစလုပ်ခဲ့ပါတယ်ကျွန်တော်ရဲ့ဘောင်းမီတွေကိုပါဆွဲချွတ်ပြီးတော့ပြုတ်လုခဲ့တာပါအဲ့ချိန်ကရှက်လွန်းလို့ဘာမှလည်းမလုပ်နိုင်လို့သူ့ရဲ့ပေါင်100ဘော်ဒီကိုယုံနိုင်မဲ့ဘော်ဒီဝိတ်ကလည်းမရှိခဲ့ပါဘူးပြီးတော့အချက်ကင်တာကဒီကိစ္စကိုပြောလဲဘယ်သူမှယုံမှာမဟုတ်ဘူးနင်းစေးချတယ်လို့ပဲအားလုံးကထင်နေတာဆိုပြီးတော့စိုက်ကိုထဲပါတယ်စာသင်နေတန်းလန်းလဲအမြဲကြောင်းသားတယောက်နဲ့လွတ်လွတ်ခိုင်းပြီးတော့စူစရာရှိတယ်လို့နဲ့သူ့ရဲ့စိတ်ကြိုက် လိမ်မိုင်းဆိုင်ရာစော်ကောင်မှုတွေကိုကျွန်တော်ကိုလောက်ခဲ့တာပါနောက်ဆုံးမှာတော့ရှိုးရွားလို့နဲ့အခုစာမှာမင်းတွေ့နေကြရတဲ့အတိုင်းပဲပြုလုပ်ဖို့အထီတောင်မှစူးစမ်းခဲ့တယ်ဆိုပြီးတော့လည်းကာယကရှင်ကြောင်းသားဟောင်းဖြစ်သူကအခုကိစ္စရက်တွေကိုတခုချင်းစီထုတ်ဖော်ပြောကြားလာခဲ့တာလေးဖြစ်ပါတယ်ဒါကြောင့်မလို့အခုနောက်ဆက်တွဲထွက်ပေါ်လာတဲ့သတင်းကြော်တွေနဲ့ပတ်သက်ပြီးတော့အများပြည်သူတွေအနေနဲ့ student target ဆိုတဲ့ကျောင်းကဆရာလေးဦးကိုတိရောက်စွာနဲ့အပြစ်ပြေးအေးအေးယူနိုင်ဖို့အရေးကို အတော်လေးကိုမျှဝေမှုတွေလည်းများပြားနေပြီးတော့အခုချိန်မှာကျောင်းသားဟောင်းမြောက်များစွာတို့ရဲ့နိဒာမှုတွေကလည်းတန်းစီစွာရှိနေပြီဖြစ်ပြီးတော့အခုနောက်ဆက်တွဲသတင်းအနေနဲ့အဆိုပါညီကိုလေးဦးတွေကမှကိုဟန်လေးဆိုသူဟာလေအိတ်ဆိုင်ပြီးပိုးကူးဆက်မှုကိုကူးတနေရသူတို့ဦးဖြစ်ကြောင်းသတင်းတွေထွက်ပေါ်လာခဲ့တာဖြစ်တဲ့အတွက်ကျောင်းသားဟောင်းတွေအတွက်ကိုလည်းစိတ်ဆက်မှုတွေနဲ့ကူးတမှုတွေကိုဂရုတစိုက်ပြုလုပ်တင်ကြောင်းကိုလည်းမှတ်ချက်များစွာရှိနေပြီး အဲ့ဒီညီကုံအားလုံးရဲ့ကျူးလွန်ခံရသူအားလုံးကို HIV ပိုးရောအခြားကူးစက်နိုင်တဲ့ STD ပိုးတွေပါ ရှိမရှိ စစ်ဆေးသင့်ပါတယ်ဆက်ဆက်ပြီးကူးပြီးတော့ထပ်တိုးပြန်ပွားမှုတွေမဖြစ်ရအောင်ကုသနိုင်အောင်ပါအဲ့ဒီလူလေးရဟာလဲသူတို့ငယ်စဉ်ကသူတို့ကိုလဲအကျန်းဖက်အိမ်တွင်းအကျန်းဖက်မှုတွေရှိနေခဲ့နိုင်ပါတယ်ရှိခဲ့ရင်လဲသူတို့ပေါ်ကျူးလွန်ခဲ့သူတွေကိုပါပေါ်ထုတ်ပြီးတော့သူတို့ကိုယ်တိုင်ထောင်ကျခဲ့ရင်လဲထောင်တွင်းမှာစိတ်ပိုင်းဆိုင်ရာကုသမှုခံယူနိုင်ပါမှနောက်ထပ်မကျူးလွန်အောင်တားမြစ်နိုင်မှာဖြစ်ကြောင်းကိုလဲမှတ်ချက်တွေနဲ့ အခုလိုမျိုးတတိပေးမှုတွေကလည်းများစွာရှိလိုလာခဲ့ပြီလဲဖြစ်ပါတယ်ဒါကြောင့်မို့လို့အခုချိန်မှာဆိုလို့ရှိရင်တော့ student target ဆိုတဲ့အကြောင်းရင်းကိစ္စအရေးနဲ့ပတ်သက်ပြီးတော့အမှုမှန်ကိုအမြန်ဆုံးပေါ်ပေါက်စေဖို့အရေးအခုနောက်ဆက်တွဲသတင်းကြော်ကိုကျွန်တော်စူပါဂျော်မီဒီယာပြည်သက်ကြီးလိုလေသိရှိစေနိုင်ရလို့ငါတင်ဆက်ပေးလိုက်ရခြင်းဖြစ်ပါတယ်ခင်ဗျာအများပြည်သူမိဘများအနေနဲ့လည်းမိမိတို့ရင်သွင်းငယ်သားသမီးများအတွက်စာသင်ကျောင်းရွေးချယ်ရာမှာနောက်ပိုင်းမှာ သတိကြီးကြီးထားဖို့လိုအပ်လာပြီဆိုတဲ့အချက်တွေကိုထောက်ပြနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလိုမျိုးလူငယ်တွေကိုပန်းကောက်အညွန့်ချိုးလှုပ်တက်ကြတဲ့ဆရာရီရန်ကနေပြီးတော့ကင်းဝေးအောင်တေချာစွာဂရုတစိုက်နဲ့ကာကွယ်ပေးဖို့အရန်အရေးကြီးကြောင့်ကိုလည်းအခုသတင်းကြောင်လေးကနေတဆင့်ဖော်ပြပေးလိုက်ရခြင်းပဲဖြစ်ပါတယ်ခင်ဗျာပရိသတ်ကြီးတို့ရဲ့အတွေ့အမြင်အထင်ဝေဖန်မှတ်ချက်တွေကိုလည်းဒီဗီဒီယိုလေးရဲ့ comment လေးမှာ မှတ်ချက်ပြုရေးပေးသွားနိုင်ပါတယ်ကြည့်ရှုအားပေးကြတဲ့တူတရချင်းတိုင်းကိုလည်းကျေးဇူးအထူးတင်ရှိပါရခင်ဗျာနောက်ထပ်ဗီဒီယိုမှာနောက်ထပ်သတင်းထူးတွေနဲ့တကွပြန်လည်ဆုံတွေ့ကြရအောင်ပါပရိသတ်ချီတို့ရေ